မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လာတရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်ရေးကြီးသတင်းကတော့ကချင်ပြည်နယ်မြေကြီးနားမြို့ပေါ်မှာရှိတဲ့မြေနေပိုင်းရက်ွက်တချို့မှာမြေရည်ကြီးနေပြီးတော့ပြည်သူများကိုရေပေးလို့ရဖို့ပြောင်းရွှေ့ပေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကမေလ31ရက်နေ့ညနေ6:00နာရီလောက်ကတည်းကမြကြီးနားမြို့ရန်ဘူးရက်ကွာကြက်ပောင်ချံရက်ကွာလေကုန်းရက်ကွာမြင့်ငိမ့်အေးရက်ကွာအောင်တရာစတဲ့မြင်းနေပိုင်းရက်ကွာတချို့ကိုအေအော်ဒီမြေကြီးဝင်ရောက်မှုကြောင့်ပြည်သူများကိုဘေးလွတ်ရာကိုရွှေ့ပြောင်းပေးခဲ့ရခြင်းဖြစ်ပြီးတော့လက်ရှိအချိန်မှာကုညီကယ်ဆယ်ရေးလုပ်ငန်းများကိုဆက်လက်လှုပ်ဆောင်နေရဆဲဖြစ်တယ်လို့သိရပါတယ်။မြေကြီးဝင်ရောက်မှုကြောင့်လူထိခိုက်မှုနဲ့လူနေအိမ်ပျက်စီးမှုမရှိဘူးလို့တော့သိရပါတယ်။မြေကြီးကတက်နေတာပါ မိုးကအခုမှဖွဲနေတာ မနေ့ကညနေ6နာရီကျော်လောက်ကစပြီးတော့တက်တာတဏီယာနဲ့တဏီယာတော့ရေတက်တဲ့အချိန်ကမတူဘူးကျွန်တော်တို့ညနေစတက်ကြတဲ့ကတော့ကျွန်တော်တို့အဖွဲ့တွေလည်းကုညီကယ်ဆယ်ရေးတွေစလုပ်ပေးနေပါတယ်ထိခိုက်မှုတော့မရှိပါဘူးပြောင်းရွှေ့နေကြရတာပဲရှိပါတယ် ်ဒီမနက်ပိုင်းတော့စိုးစိုးဝါးဝါတက်လာတာမရှိဘူးငြိမ်နေတဲ့သဘောပေါ့မနေ့ကညပိုင်းကတော့တော်တော်ကိုတက်လာတာဆက်လီတွေနဲ့ပါကယ်ဆယ်ရေးတွေကိုတောက်လျှောက်လုပေးခဲ့ရတာပါလို့မျိုးဆက်တဲ့လူမှုကယ်ဆယ်ရေးအသင်းကတာဝန်ရှိသူကရှင်းပြထားပါတယ်ရေဝင်ရောက်တဲ့ရက်ကွက်နေပြည်သူများကိုမျိုးဆက်တဲ့လူမှုကွန်ကြီးကယ်ဆယ်ရေးအဖွဲ့သားများအပါအဝင်အဖွဲ့အစည်းအသီးသီးကကုညီကယ်ဆယ်ရေးတွေလှုပ်ဆောင်ပေးနေပြီးတော့အရေးပေါ်အကူအညီများလိုအပ်လာပါကနေရာအသီးသီးမှာမိသားတက်ဖွဲ့ဝင်များနဲ့လူမှုကွန်ကြီးရေးအသင်းသားများက အစင်းသိဆောင်းဆိုင်လျက်ရှိတယ်လို့သိရပါဗျ။မြကြီးနာမြို့မှာ AOD မြစ်ရေဟာစိုးရင်ရေအမှန်1200စင်တီမီတာအောက်မှာသာရှိနေသေးတော်လဲဆက်လက်ပြီးတော့မြင့်တက်နေကအခုရေအမှန်1083စင်တီမီတာမှာရောက်ရှိနေတယ်လို့သိရပါဗျ။လာမယ့်တရအတွင်းမှာ ။ဆိုရင်ရေအမှတ်ကိုရောက်ရှိနိုင်တယ်လို့စစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဒီကနေ့မနက်ပိုင်းမှာသတင်းထုတ်ပြန်လိုက်ပါရယ်။ကချင်ပြည်နယ်ရဲ့အထက်ပိုင်းမှာလည်းမိုးများတဲထန်စွာရွာသွန်းနေတဲ့အတွက်မိခမြေကြီးမြင့်တက်ပြီးတော့မြေကြီးနားမှာရှိနေတဲ့နေအိမ်များရေမြုပ်ခြင်းရေထဲမှာမျောပါခြင်းများဖြစ်ပေါ်လျက်ရှိတယ်လို့သိရပါရယ်။ချီမွေမှာတော့ကန်းနာနဲ့နီးတဲ့အိမ်တွေအကုန်လုံးမြုပ်ကုန်နေချီမွေတရားပါမြုပ်သွားတာအခုတော့ရေနေနဲ့ပြန်ကျနေတယ်အမြင်ပိုင်းပြောင်းနေကြရတယ်လို့ဒေသနေပြည်သူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မုံပြည်နယ်ဘီလင်းမြို့နယ်တပြေနီကျေးရွာအနီးမှာလုံခြုံရေးကင်းလက်နေတဲ့စစ်ကောင်စီတပ်အချင်းချင်းမှားယွင်းပစ်ခတ်မှုဖြစ်ပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်၄ဦးထိခိုက်ဒေဆုံးနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ30ရက်နေ့မနေ့9ရက်နေ့အချိန်အခကမှာတပြေနီကျေးရွာအနီးရန်ကုန်မော်လမြိုင်ကားလမ်းဘေးမှာကင်းမုံဝင်နေတဲ့စစ်ကောင်စီတပ်နဲ့ ။ဗမင်းနေဘက်ကိုကင်းလဲလာတဲ့စစ်ကောင်စီတပ်တို့ကြောင့်မှားယွင်းပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။၎င်းပစ်ခတ်မှုအတွင်းမှာနှစ်ဖွဲ့လုံးထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီးတော့အသက်အန္တရာယ်ဆိုးရင်ရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းပါဝင်နေတယ်လို့ဖြစ်စဉ်ကိုတွေ့ရှိခဲ့ရတဲ့ဒေသခံတွေကပြောပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလူနာတင်ကားတွေနဲ့ကြိုက်ထိုဘက်ကိုပြန်တဲသွားပြီးပြစ်ခတ်မှုဖြစ်တဲ့နေရာအနီးကိုလည်းဒေသခံတွေကိုတွာလာခွင့်မပေးဘဲဒဏ်ရာရတဲ့သူတွေကိုတဲပြီးသွားမှသာပြန်လည်တွာလာခွင့်ပေးခဲ့တယ်လို့သိရပါတယ်။တပြေးနီကျေးပါအနီးမှာပြီးခဲ့တဲ့ AB လောက်ကစပြီးတော့စစ်ကောင်စီနဲ့ပြူစောတိအင်အား40နီးပါးဟာကင်းပတ်တာကင်းမုတ်ဝစ်တာတွေကိုနေတိုင်းဆောင်ရွက်နေပြီးတော့တခါတရံမှာအယက်ဝက်တစ်ပိုင်းစစ်ဝက်တစ်ပိုင်းနဲ့ဖြစ်တယ်လို့တခါတရံမှာတော့အယက်ဝက်တွေနဲ့ဖြစ်တယ်လို့ဒေသခံတွေစီကသိရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ထီးထောင်တဲ့ထီးခီစခန်းတို့တိုက်ခိုက်ခံနေရတဲ့အချိန်မှာထိုင်းနိုင်ငံကချနာဘူရီခရိုင်နယ်ကိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားအယောက်80ဝန်းကျင်တွေကအယရှိပိုင်းနဲ့အကြီးပိုင်းတွေကိုစစ်ခုံရုံးတင်ပြီးတော့စစ်ဆေးဖို့စစ်ကောင်စီဘက်ကဆောင်ရွက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ19ရက်နေ့နဲ့မေလ9ရက်နေ့တွေမှာ KNL ဦးဆောင်တဲ့တော်လိုင်းအင်အားစုတွေကထီးထောင်ဘူဟာစခန်းကုန်းနဲ့ ခီခီစခန်းတို့ကိုရှင်းစင်နောက်ဆင်သိမ့်ပိုက်ခဲ့ပြီးတဲ့နောက်အရာရှိပိုင်းတွေအပါအဝင်စစ်ကောင်စီတပ်သားတချို့ဟာထိုင်းနိုင်ငံထဲကိုထွက်ပြေးသွားကြတယ်လို့သိရပါဗါတယ်။အဲ့ဒီထိုင်းနိုင်ငံထဲကိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားတွေကိုထိုင်းနိုင်ငံဘက်ကကော်တောင်းကနေတဆင်စစ်ကောင်စီထံကိုပြန်လည်လွှဲပြောင်းပေးခဲ့ပြီးတော့အရာရှိပိုင်းတွေအကြီးပိုင်းတွေကိုစစ်ကုံယုံတင်မှုပြုလုပ်နေတယ်လို့သိရပါဗါတယ်။ထီးထားတဲ့ခီခီစခန်းတိုက်ခိုက်ခံရတဲ့အချိန်မှာ ထိုင်းဘက်ကိုထွက်ပြေးသွားတဲ့အင်အား80ကိုကော်တောင်းကနေမှတဆင့်မြန်မာနိုင်ငံကိုပြန်လွှဲပြောင်းပေးလိုက်ပါတယ်အဲ့ဒီတဲကမှတော်တော်များများကိုတပ်ဆိုင်ရာတိုက်တွေကိုပြန်ပုတ်လိုက်ပြီး အရာရှိနဲ့အကြီးပိုင်းတွေကိုတော့ခုံရုံးတင်ဖို့လုပ်နေတယ်လို့တက်တွင်းသတင်းရင်းမြစ်ကပြောပြထားပါတယ်။အဲ့ဒီလိုထွက်ပြေးလိုက်ပြန်ပို့ခံရလိုက်ပြန်တိုက်လိုက်လုပ်နေမှအစားတော်လိုင်းတက်ဖွဲ့ဒေးစီမှာလက်နက်ချအငန့်ခံအလင်းဝင်လိုက်တာကသူတို့အတွက်အကောင်းဆုံးရွေးချယ်မှုပဲလို့ပြောပြထားပါတယ်။ပြီးခဲ့တဲ့2023ခုနှစ်ဒီဇင်ဘာလ25ရက်နေ့ကလည်းရှမ်းပြည်နယ်မြောက်ပိုင်းကိုကန့်ကိုပိုင်အုတ်ချုပ်ခွင့်ရဒေသအတွင်းမှာစစ်ကောင်စီရဲ့တပ်မ55ကစစ်တီတွေဟာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် MNDAA ထံမှာလက်နက်ချခဲ့ပြီးတော့ စစ်ခေါင်းဆောင်အနေနဲ့အဲ့ဒီလက်နက်ချတဲ့စစ်သားတွေကိုအောင်စေးရဆက်စင်ရေးမှပြန်လည်အသုံးပြုခဲ့တာတွေကိုပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံတော်ဝန်မှာစခန်းသိမ်းမြို့သိမ်းနဲ့ထင်းသာမြင်သာရှိတဲ့စစ်ပွဲတွေကိုအောင်နိုင်တဲ့အထိတိုက်ခိုက်နိုင်တဲ့အရာရှိတဲ့စစ်တီများကိုအသက်အရွယ်နဲ့အရေးအချင်းကန့်သက်ချက်တွေမထားဘဲယာရူတိုးပေးမယ်လို့မင်းအောင်လိုင်းကမလုံပေးတဲ့ညွှန်ကြားချက်တရက်ကိုထုတ်ပြန်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အကြမ်းဖက်စစ်ကောင်စီကလာမယ့်နှစ်ကုန်ပိုင်းမှာရွေးကောက်ပွဲကျင်းပမှာဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်နိုင်ငံတော်တည်ငြိမ်အေဂျင့်ရေးနဲ့လုံခြုံရေးအတွာတပ်မတော်သားများအပါအဝင်နိုင်ငံသားတိုင်းမှာတာဝန်ရှိတယ်လို့ပြောဆိုလိုက်ပါတယ်။နယ်မြေတည်ငြိမ်အေဂျင့်ရေးနဲ့ဥပဒေစိုးမိုးရေးကိုဆောင်ရွက်ရမှာစခန်းသိမ်းမြို့သိမ်းနဲ့စုံရှုံထားတဲ့နယ်မြေများပြန်လည်ရရှိရေးအတွက်တိုက်ပွဲများကိုအနိုင်ရတဲ့အထိတိုက်ခိုက်နိုင်တဲ့အရာရှိများစစ်တီများအလုံးကိုအသက်အရွယ်ပညာအရေးချင်းနဲ့ယာဒူးဆိုင်ရာကန့်သတ်ချက်တွေမထားတော့ဘဲယာဒူးတို့အဆင့်တိုးပေးမှာဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။ဒါအပြင်ထိုက်ထိုက်တန်တန်လဲ ဆုချမှာဖြစ်ကြောင်းမလုံးပေပြောဆိုလိုက်ပါတယ်စခန်းသိမ်းမြို့သိမ်းနဲ့ဆုံးရှုံးထားတဲ့နေမြေတွေကိုပြန်ရအောင်တိုက်ပွဲတွေမှာအနိုင်ရရင်ယာဒူတို့အဆင့်တိုးပေးမယ်အဲ့ဒီလိုတိုးပေးတဲ့နေရာမှာအသက်အရွယ်အရေးချင်းကန့်တတ်တွေမထားတော့ဘဲနဲ့တိုးပေးမယ်လို့ညွှန်ကြားချက်ထုတ်လာပါတယ်ထင်းသာမြင်သာရှိတဲ့တိုက်ပွဲအောင်နိုင်မှုတွေဆိုရင်စုတစိတ်တွေပါချင်းမြင့်ပေးမယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းတွေကပြောပြထားပါတယ် အခုလိုမျိုးစစ်ကောင်စီကမလုံးပေးရမှာစစ်မှုထမ်းတက်သားတဲ့များလဲအကျုံးဝင်ကြောင်းရာထူးတိုးရမှာတိုက်ခိုက်စွမ်းရင်နဲ့စစ်ပွဲအောင်နိုင်မှုအပေါ်မူတည်ပြီးတော့တိုးမြင့်ပေးမှာဖြစ်ကြောင်းထိုက်တန်တဲ့ရာထူးနဲ့အဆင့်များနဲ့အတူလာစာစုကြီးအပါအဝင်အခြားသောအခွင့်အရေးများပါခန်းစား권ပေးမှာဖြစ်ကြောင်းသိရပါတယ်အချမ်းမဲ့စစ်ကောင်စီရဲ့တပ်အတွင်းမှာပြည်သူ့ကာကွယ်တပ်ဖွဲ့များထံမှာအလင်းဝင်ခြင်းထွက်ပြေးခြင်း စခန်းနဲ့မြို့များကိုခုခံကာကွယ်ခြင်းမပြုတော့ဘဲနဲ့ထွက်ပြေးခြင်းလက်နက်ချခြင်းစစ်တုံးမှန်းအဖြစ်နဲ့ဖမ်းခံခြင်းများဖြစ်ပေါ်လျက်ရှိတယ်လို့တော်လိုင်းတပ်ဖွဲ့များရဲ့ထုတ်ပြန်ချက်များအရသိရကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့မက်စလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ဇဂိုင်းငလျင်ကြီးအပီလေးချောင်းတိုက်ခိုက်မှုပေါင်း905ကြိမ်နဲ့ပြည်သူ436ဦးကိုတပ်ဖြတ်ခဲ့တဲ့စစ်ကောင်စီက အခုဇွန်လ10ရက်နေ့ကနေတလတာယာယီအပြစ်ခတ်ရက်စဲမှာဖြစ်တယ်လို့မနေ့ကညပိုင်းကထပ်မံကြေညာလိုက်ပြန်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီကဒီကနေ့ဇွန်လ10ရက်နေ့ကနေဇွန်လ30ရက်နေ့အတွင်းယာယီအပြစ်ခတ်ရက်စဲထားမှာဖြစ်ကြောင်းပြောဆိုလိုက်ပါတယ်။အင်အားပြင်းတဲ့မန္တလေးငလျင်ကြီးလောက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့တဲ့အတွက်ငလျင်တန်းတင့်တဲ့ဒေသများမှာကုညီကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းများကိုအရှိန်အဟုန်နဲ့ဆောင်ရွက်နိုင်စေရန်ရည်ရွယ်ကြောင်းပြောဆိုလိုက်ပါတယ်။လက်ရှိကာလမှာလည်းငလျင်တန်းတင့်တဲ့ဒေသများမှာထိခိုက်ပျက်စီးနေရတဲ့ အစိုးရဌာနရုံးများပြည်သူများရဲ့အသက်အိုးအိမ်နဲ့လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုအင်တိုက်အားတိုက်ဆက်လက်ပြီးတော့ဆောင်ရွက်လျက်ရှိပြီးတော့နိုင်ငံတကာကလည်းကုညီမှုများကိုဆောင်ရွက်ပေးလျက်ရှိတယ်လို့စစ်ကောင်စီဘက်ကကြေညာလိုက်ပါတယ်။ဒါ့အပြင်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုအခုနှစ်အတွင်းမှာမပြတ်မနေကျင်းပဆောင်ရွက်ပေးနိုင်ရေးအတွက်ကျိုးတင်ပြင်ဆင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိတယ်လို့ပြောဆိုထားပါတယ်။ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနေတဲ့အချိန်မှာ တနိုင်ငံလုံးမှာရှိတယ်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများအလုံးဆန္ဒမဲများပေးနိုင်ရေးအတွက်ဒေသအလိုက်တည်ငြိမ်အေးချမ်းမှုရှိရန်လိုအပ်ကြောင်းစစ်ကောင်စီကပြောဆိုခဲ့ပါတယ် ယာယီပြစ်ခတ်တိုက်ခိုက်မှုထုတ်ပြန်ကြေညာထားတဲ့ကာလအတွင်းမှာတိုင်းသာလက်နက်ကိုင်အဖွဲ့များနဲ့အခြားလက်နက်ကိုင်အဖွဲ့များအနေနဲ့အများပြည်သူတွာလာအုံပြုလျက်ရှိတဲ့ဆက်သွယ်ရေးလမ်းကြောင်းများကိုနှောက်ရှက်တိုက်ခိုက်ခြင်းနဲ့ထိခိုက်ပျက်စီးစေခြင်းပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်ကိုထိခိုက်ပျက်စီးစေခြင်းလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်နေတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့တပ်စခန်းများကိုတိုက်ခိုက်ခြင်းတပ်ဌာနချုပ်များကိုနှောက်ရှက်တိုက်ခိုက်ခြင်းများ ငိမ့်ချရေးကိုထိခိုက်ပျက်စီးစေမဲ့အင်အားစုဆောင်ခြင်းပြင်ဆင်ဆုတ်ဖွဲ့ခြင်းနယ်မြေချက်တွင်ခြင်းများကိုမပြုတ်လောက်ရနဲ့အခုလိုမျိုးဆောင်ရွက်လာပါကတက်မတော်အနေနဲ့ပြည်သူလူထုကိုကာကွယ်သောအဖြစ်လိုအပ်တဲ့အရေးယူတုံ့ပြန်မှုများကိုဆောင်ရွက်သွားမှာဖြစ်တယ်လို့စစ်ကောင်စီကပြောဆိုလိုက်ပါတယ်စစ်ကောင်စီကသခိုင်းငန်လျင်ကြီးအပြီးမှာအပြစ်ခတ်ရက်စဲရေးကြေညာခဲ့ရာယခုကြေညာမှုနဲ့ဆိုရင်၄ချိန်မြောက်ကြေညာခြင်းဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီကအခုလိုမျိုးအပြစ်ခတ်ရက်စဲရေးကြေညာထားတော့လေလေချောင်းတိုက်ခိုက်မှုများစစ်ကြောင်းထိုးခြင်းများကိုဆောင်ရွက်လျက်ရှိရာ စကိုင်းငံလင်းကြီးလောက်ခတ်ပြီးတဲ့နောက်အကြမ်းမဲ့စစ်တပ်ရဲ့လေးချောင်းတိုက်ခိုက်မှုပေါင်း905ချိန်ပြုလုပ်ခဲ့ပြီးတော့ပြည်သူပေါင်း436ဦးသေဆုံးခဲ့ရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်အကြမ်းမဲ့စစ်တပ်ကမက်လ28ရက်နေ့ကနေမေလ23ရက်နေ့အတွင်းရန်ကုန်နဲ့နေပြည်တော်ကလွဲပြီးတော့ကျန်တဲ့ပြည်နယ်နဲ့တိုင်းများမှာ လေးချောင်းတိုက်ခိုက်မှုပေါင်း905ကြိမ်အထိပြုလုပ်ခဲ့ရာပြည်သူပေါင်း436ဦးသေဆုံးပြီး822ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး BNR ရဲ့အပေါင်းကကင်းဝေးပြီးတော့အချက်ဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်း 阿牛，阿嫂，老苗，人家娃子，苗。